င်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာကျင်းပတဲ့အာရှသားလစ်ဘရယ်နဲ့ဒီမိုကရက်ကောင်စီရဲ့ညီလာခံတစ်ခုကိုမြန်မာပြည်ကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ရုံးဖွဲ့မှုဥဝင်းထိန်လဲပါဝင်တက်ရောက်ခဲ့ပါတယ်၁၄နှစ်နီးပါးထောင်ထဲနေခဲ့ရတဲ့ထောင်နှခါကြခံခဲ့ရဖူးသူအသက်၈၀ရှိပြီဖြစ်တဲ့ဦးဝင်းထိန်ဟာ Liberal Council ရဲ့အာရှဒေသဗဟုဝါဒနဲ့ဖွံ့ဖြိုးမှုဆိုင်ရာညီလာခံကို노ဝင်မာ၄ရက်နေ့ကစပြီး၄ရက်ကြာတက်ရောက်ခဲ့တာပါ။ ဒီညီလာခံမှာဥဝင်းထိန်ကမိန့်ခွန်းပြောကြားခဲ့ပါတယ် We all know that our son Sichuas has been released from house arrest. ခမရတို့တည်တဲ့အတိုင်းဒေါ်ဆန်းစုကြည်ဟာနေအခြေချုပ်ကလွတ်မြောက်ပြီးအစိုးရနဲ့တွဲဆုံဆွေးနွေးမှုတွေလုပ်နေပါတယ်။ တမရဦးသိန်းစင်နဲ့လည်းမင်းချင်းဆိုင်ဆွေးနွေးတာလဲပါတာပေါ့နိုင်ငံရဲ့ချင်းသားနေရကျော်လူပေးပြီးမိသားစုကိုပို့လို့ပေးလာတာလူထုကကန့်ကွက်လို့တရုတ်ကစောင့်နေတဲ့ရေအားလက်စစ်စီမံကိန်းကိုဆိုင်းငံ့လိုက်တာတွေပေါ့ဒီလိုဖြစ်ထွန်းတာနဲ့ပြည်သူပြားစရာတော့မဟုတ်သေးပါဘူးအစပဲရှိသေးတယ်ဆိုတာမမေ့ကြပါနဲ့ It should not be made to spend even a single day တကြွလို့ရှောက်သူတွေအများကြီးချုံတော်ခံသားရဆဲဖြစ်ပါတယ်။ဒီထောင်တွေထဲမှာဘဝတွေဟာဘယ်လိုကြမ်းတမ်းနေဆိုတာကျွန်တော်ကိုတွေ့ပါ။ထိုင်းနဲ့တရုတ်ဘက်နေဆက်တလျှောက်မှာတိုက်ပွဲတွေရှိနေခဲ့ပြီးတိုင်းနာဒေသတွေမှာလူခွင့်ရေးချိုးဖောက်မှုတွေရှိနေဆဲဖြစ်ပါတယ်။တိုင်းနာလူမျိုးစုတွေဒန်းသူပါဝင်တဲ့အမျိုးသားပြန်လည်တည်မြဲရေးဖြစ်လာဖို့လိုတယ်ဆိုတာအစိုးရအနေနဲ့အတိအမှတ်ပြုတ်တင်ပါတယ်။ ထိုင်းနိုင်ငံကအတိုက်ခံဒီမိုကရက်ပါတီဖိလစ်ပိုင်က Liberal Party ထိုင်ဝမ်ကတိုးတက်သောဒီမိုကရက်ပါတီကမ္ဘောရီးယားကဆန်ညန်စီသီရီလင်္ကာက Liberal Party နဲ့မြန်မာနိုင်ငံဖက်ကပြပခြေဆိုင်အတိုက်ခံပြည်တော်စုမြန်မာနိုင်ငံအမျိုးသားကောင်စီတို့အပါအဝင်၉နိုင်ငံကပါတီ၉ခုဟာ Liberal Council အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ခေါင်းစဉ်ဖြစ်တဲ့မတူကွဲပြားခြားနားတဲ့အတိုင်းအတာတွေ ြာမတူခွဲပြားတဲ့ပတိနိုင်ငံရေးယူဆတွေဘာသာရေးယူဆတွေကြားမှာဘလို့တိုင်းပြည်တပြည်ဟာတိုးတက်မလဲဆိုတဲ့အမြင့်ချင်းဖလှယ်တဲ့ကိစ္စမှာဒီ NLD ဥဆောင်တဲ့ဒီနိုင်ငံအင်အားစုတွေအတွက်အမတမအရေးကြီးတဲ့အာကျွန်တော်တို့ဟိုဘလို့ခေါ်မလဲအထွေကြုံဖလှယ်တဲ့အာဒီညီလာခံလေးဖြစ်ပါတယ် ဒေါ်ဆန်းစုကြည်ဟာ Liberal Council ရဲ့ဂုံထူးဆောင်အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ဒီညီလာခံတက်ရောက်ရခြင်းရဲ့အရေးပါမှုနဲ့ပတ်သက်ပြီးဥညုံအုံမြင့်ကအခုလိုပြောပါတယ်။အဓိကတော့ကျွန်တော်တို့ဒီပြည်တွင်း NLD ဒီလိုတက်ရောက်တဲ့ဆိုရက်အတွက်ကြောင့်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အနာဂတ်အလားအလာမှာကျွန်တော်တို့မြန်မာနိုင်ငံဒီအာဆီယံနိုင်ငံတွေထဲမှာရှိကြတဲ့ကျွန်တော်တို့အင်ဒီးနိုင်းယားချင်းနိုင်ငံတွေနဲ့ပို့ပြီးတော့ပူးပေါင်းဆောင်ရွက်လာနိုင်တယ်ဒီကျွန်တော်တို့ NLD ကလည်းဒီ ဒီ PP ဆိုင်ရာမှာရှိနေတဲ့ဒီ data တွင်းမှာရှိတဲ့နိုင်ငံတွေရဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိုအာကိုယ်တိုင်ကိုကြလေ့လာနိုင်တာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခါဒီနိုင်ငံတွေကလည်းဗမာပြည်ရဲ့ပြဿနာကိုဒီတဲ့ပို့ပြီးတော့အာထဲထဲဝင်ဝင်ပို့ပြီးတော့နားလည်လာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်